မင်္ဂလာပါရှင် how to use page setting in excel excel ထဲမှာကျွန်တော် page setting ကောင်းကောင်းကြီးတုံးတက်တယ်ဆိုလို့ရှိရင်လုပ်ငန်းခွင်အတွင်းမှာဆယ်စားအထိမြန်ဆန်သွားမယ်လျှို့ဝှက်နီလန်းကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဒီချိန်ကတော့ဘုနာကွေးရဲ့ final trainer တော်နောက်ကြောက်ခိုင်ပဲဖြစ်ပါတယ်ရှင်အဲ့တော့ ပုံမှန်အပြင်ခြေတော့က print ထောက်တော့မယ်ဆိုရင်တော်တော်များများသည်အ print ကိုတန်းပြီးတော့ခြေတော့သွားတက်ကြတယ်။အဲ့လိုမျိုးသွားတက်ကြတဲ့အခါမှာခြေတော့ဒီမှာဆိုလို့ရှိရင် quantity ဆိုရဲအရင်အတွက် column အထိပဲပါတယ်။ channel အပိုင်းညီမပါဘူး။ဟုတ်ပြီအဲ့တော့ channel အပိုင်းညီကိုခြေတော့ကပါခြင်းနဲ့ဆိုလို့ရှိရင်မလုပ်ပြရမလဲဆိုတော့အရင်ဥဆုံးအရေးကြီးဆုံးအချက်သည် page layout view ကိုအရင်ဆုံးရွေးပေးရမှာပဲဖြစ်ပါတယ်။အဲ့တော့ page layout view မှာခြေတော့ကြည့်လိုက်ခြင်းအပြင်ဒီမှာ price နဲ့ amount တွေခြေတော့က နောက်တော့နောက်စာရွက်မှာ next paper မှာရောက်နေတယ်အဲ့တော့အဲ့ဒီအပိုင်းတွေကိုတကယ်တော့ကချိန်ညှိဖို့အတွက်ဆိုရင်ဒီမှာ page set တက်ရှိတယ် page set တက်ထဲမှာအတတိယအဖြစ် margin orientation site ဒီမှာလည်းရှိတယ်အဲ့ဒီသုံးခုကျွန်တော်တို့ဒီများလေးတဲ့ကိုအာသွားပြီးတော့ကျွန်တော်တို့ချိန်ကြည့်ရအောင်နော်အဲ့တော့ဒီဟာလေးကိုတစ်ချက်ကလေးနှိပ်လိုက်ပါအဲ့တော့ page set တက် group ရဲ့များလေးကိုတစ်ချက်နှိပ်လိုက်ပါနော်ဒါလေးကိုချိန်ရတော့အာပြင်နာဖြစ်တဲ့အတွက်စတင်လို့မှတ်ထားပါတယ် page set တက်စတင်ပေါ့ဟုတ်လားအဲ့တော့ဒီမှတ်ပြီးသွားဆိုရင်ကျွန်တော်တို့ page ထဲမှာ number 1 orientation portrait လာ landscape လာ ချက်တော့တောင်းလို့ရပါမယ်။ပြီးရင်တော့သူ့ရဲ့အောက်မှာ pay site ဆိုတဲ့နေရာမှာ info နဲ့ထုတ်မှလား၊ legal နဲ့ထုတ်မှလားကျွန်တော်ကရွေးပေးလို့ရပါတယ်။အဲ့တော့ကျွန်ကဒီကနေ့ထုတ်ပါမယ်ပေါ့နော်။အဲ့ဒီနှစ်ပိုင်းလေးပဲရွေးပြီးတော့ okay ပေးလိုက်တယ်ဆိုရင်ကျွန်တော်ကဒါစာရွက်တည်မဖြစ်သွားလဲဆိုရင် legal နဲ့ကျွန်တော် အဲဒီ legal နဲ့ downline ဖြစ်နေမယ်เนาะအဲ့တော့အဲ့ဒီအပိုင်းတွေကိုကျွန်တော်ကအရေးကြီးဆုံးဒီဟာလေးကိုရှေ့ကိုရောက်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ဒီထဲမှာဘာရှိလဲဆိုရင် scaling ဆိုတဲ့ဟာလေးရှိပါတယ် adjust to ဆိုတဲ့နေရာလေးမှာတည်ရဖြစ်နေတယ်အဲ့တော့ကျွန်တော် fit to ဆိုတဲ့နေရာလေးမှာဒီမှာ pay white white ဆိုတာအကျယ်အကျယ်ဆိုတာ column ကိုပြောတာအဲ့တော့ column နေရာမှာတရွတ်နဲ့ကွက်တိထားမယ်လို့ပြောလိုက်မယ်ပြီးရင်တော့ဒီအောက်က dot dot ဆိုတာကအမြင့်အမြင့်ဆိုတာ column column တွေကိုဘယ်နဲ့ရွတ်နဲ့ကွက်တိထားခြင်းလဲဟုတ်ပြီ share ကဒါမှမထားတော့ပုံမှန် တုံးရပဲထားလိုက်တော့မယ်အဲ့တော့အကျယ်ကိုပဲချက်ကတရွက်နဲ့ကွက်တိလေးထားလိုက်ပါမယ်โอเคဒါဆိုရင်တော့နောက်နှစ်ကော်လံမှာရောက်နေတဲ့ data တွေဒီရှေ့ရဆက်ရွက်ထဲမှာဆက်သွားမှာပဲဖြစ်ပါတယ်เนาะဒါကတော့ chair တို့ကပထမဦးဆုံး pay တွေက pay setting နဲ့အပိုင်းလေးပဲဖြစ်ပါတယ်အဲ့တော့ပုံမှန်အတိုင်းပြန်လို့ခြင်းဘာလို့ရမလဲဆိုတော့ adjust to zero နေရာလေးမှာ100%ကိုပြန်ထားပေးလိုက်တာဆိုပုံမှန်အတိုင်းပြန်ရပါလိမ့်မယ်အဲ့ဒါကို chair တို့မြင်မြန်ဆန်းဆန်းပဲဒီမှာ skill to pay ရှိပါတယ်ပြီးရင်တော့ automatic zero နေရာမှာ one pay ကိုထားပေးလိုက်ရင်လည်း chair တို့ရပါတယ်เนาะ နောက်တစ်ခုဒူဘိုင်ကတော့ကျွန်တော်မာဂျင်ပါဒီထဲမှာမာဂျင်ကတော့ကျွန်တော်ကဒီမှာ top ရှိမယ်ဒီမှာ bottom ရှိမယ် left ရှိမယ်ဒီမှာ right ရှိမယ် hobby ဒါဆိုလို့ရှိရင် share က top ကိုတစ်လက်မှထားမယ် bottom တစ်လက်မှထားမယ် left ကိုလည်း share က0.5လောက်ပဲထားမယ် right ကိုလည်း share က0.5လောက်ပဲထားမယ်နော်0.5လောက်ထားပြီးသားဆိုရင် header footer ကလည်း share က0.5များနေတာဖြစ်တဲ့အတွက်0.3လောက်ပဲယူလိုက်မယ် header တက်မဲ့အကွာအဝေးကိုပြောတာနော် header ရဲ့အကွာအဝေးဆိုတာကကျွန်တော်ဘယ်ဟာလေးကိုပြောအောင်ဆိုရင် page ရဲ့ထိပ်ကနေပြီး header တက်မဲ့ နေရာအကွာအဝေးကိုပြောတာပါနော်ဒီပေ့ရဲ့ထိတ်ကနေပြီးတော့ဟာဒီအောက်ကဟာတာတက်မဲ့အကွာအဝေးကိုပြောတာပါ ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီအောက်မှာ center on page ဆိုတဲ့နေရာလေးမှာအရေးကြီးပါတယ်တခါတလေကျရင်တချို့တို့ကဒီရှယ်စာရွက်တွေကညာဘက်ကလွတ်နေတာအများကြီးပဲဒီလိုမျိုးတွေရှိတယ်အဲ့လိုမျိုးကျရင်တချို့တို့ကအလဲဆန်တာညှိပေးလိုက်မလို့ညှိပေးမှလည်းဆိုရင် horizontal center ကိုညှိပေးလိုက်ဒါဆိုရင် horizontal center လို့ပြောလိုက်ပြီဆိုရင်စာရွက်ရင်တချို့တို့က left center right ရဲ့ထဲမှာအလဲကောင်တက်တဲ့ horizontal center ကိုရောက်သွားတယ်ပြီးတော့ရင်တော့ okay ပေးလိုက်မယ်ပြီးရင်တော့ print ရောက်နှိပ်လိုက်မယ်ဒါဆိုရင်ပုံမှန်အတိုင်းပဲစာရွက်တည် freak ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ဟောအဲ့ဒီမှာတချို့ထက်ပြီးတော့ပါရှိသေးတယ်ဆိုလို့ရှိရင် particle center လေးရှိသေးတယ်။အဲ့တော့ particle center ကဆောင်ရွက်ရဲ့ဇယားကွက်တည်တချို့တို့ကအာဒီလိုမျိုးဇယားကွက်လေးထဲမှာဆောင်ရွက်ကတာလေးပေါ့နော်။အဲ့ဒီဇယားကွက်လေးကိုအလဲကြက်ကြလေးလိုချင်လဲဆို particle လေးကိုထားပေးလိုက်။ပြီးရင်တော့ okay ပေးလိုက်မယ်ဆိုရင်စာလေးရဲ့ချက်တို့ကအလဲတက်တက်လိုရောက်နေတာဖြစ်သေးပါလိမ့်မယ်။ဒီမှာကတော့စာကအပြည့်ဖြစ်တဲ့တဲ့ချက်တို့ကတိတ်ပြီးတော့မတိသာဘူး။စာအပြည့်မဟုတ်တဲ့အာဆာရွက်တွေမှာချက်တို့ကတိသာ သွားပါလိမ့်မယ်เนาะဒါဆိုရင်နောက်ဆုံးစာရုပ်ကိုတစ်ချက်တော့သွားကြည့်လိုက်ရအောင်ဒါရဲ့ဒီမှာဆိုရင်တိတာသွားပြီเนาะ ပြစ်တာသွားပြီးဖြစ်တဲ့အတွက်ကျွန်တော်ဒီဘာတီကယ်ဆန်တာထားခဲ့တာဖြစ်တဲ့အရွယ်အတွက်ဆာရွက်ရဲ့အပေါ်မှာလည်းအလွတ်ကလေးကျန်နေဆာရွက်ရဲ့အောက်မှာလည်းကျွန်တော်ကအလွတ်ကလေးကျန်နေနော်အဲ့လိုမျိုးမကြံစေခြင်းဘူးဆိုလို့ရှိရင်တော့ကျွန်တော်ကဘာတီကယ်ဆန်တာစီးဝယ်ကျွန်တော်ကဖြုတ်ပေးရမှာပဲဖြစ်ပါတယ်စန်တာ on pay မှာဘာတီကယ်လေးကိုဖြုတ်ပေးလိုက်ပြီးတော့ရင် okay ပေးလိုက်ပါပြီးရင် print ကိုနှိပ်ကြည့်လိုက်ပါဒါဆိုရင်ပုံမှန်အတိုင်းပဲ နောက်ဆုံးဆံမျက်နှာကိုသွားပြီးတော့ကြည့်ပါမယ်ပုံမှန်အတိုင်းမထိတ်လေးမှရောက်နေပါလိမ့်မယ်နော်โอเคအဲ့တော့ဒီနေ့သင်ငယ်စာလေးရတော့ဒီလောက်ပါပဲဒီနေ့ဗာသင်ငယ်ဘာကို sharing ပေးရလဲဆိုတော့ pay နဲ့ margin နဲ့နှစ်ပိုင်းကို sharing ပေးခဲ့တာပဲဖြစ်ပါတယ်နောက်ရက်သင်ငယ်စာမှာတော့ကျွန်တော် header and footer အဓိကတက်နည်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။အိဇမဟာတာဘုရားတက်တာနည်းနည်းအခက်အခဲရှိပါတယ်။အဲတိထားတယ်ဆိုရင်တော့ကျေတို့ကမြန်ဆန်သွားပါလိမ့်မယ်နော်။အဲ့တော့နောက်ထပ်နောက်ရက်တင်ရင်းစာမှာပြန်လဲဆုံတွေ့ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။တခြားရောပြပြပေးရဖောင်းနဲ့ထရိုင်ယာဒေါ်လန်ကျော်ခိုင်ပဲဖြစ်ပါတယ်ရှင်။